အားလုံးမမင်ပါ UK match day ရဲ့ Facebook နဲ့ YouTube channel ကနေကြိုဆိုပါရစေ Champion Day တက်တဲ့အားလုံးမင်ပါဒါမနေ့ညတော့က Liverpool အသင်းပေါ်နေဒါလေးပွဲဆက်တိုက် Premier League မှာရှုံးပွဲတွေ့ပြီးတော့နောက်ဆုံး9ပွဲမှာ6ပွဲထိရှုံးထားလို့ဖိအားတွေများနေတဲ့ Arnie Slot တို့တကယ်ကို relief ဖြစ်ရတဲ့ပွဲဖြစ်တယ်ဒါတစ်ဖက်ကလည်း Premier League မှာနောက်ဆုံး၄ပွဲဆက်တိုက်နိုင်ပြီးပုံစံကောင်းပြန်ရနေတယ် ပြီးခဲ့တဲ့ပွဲစဉ်မှာ Manchester City ကိုအနိုင်ယူထားတဲ့ Aston Villa အသေးဖြစ်တယ်။ဒီနေ့ပွဲမှာ Arsenal ကအရင် ပြီးခဲ့တဲ့နှစ်ကတည်ငြိမ်ထားတဲ့အသင်းရဲ့လူစင်းကိုပဲအဓိကပွဲထုတ်ခဲ့ပြီးတော့တိုက်စစ်မှာ Akiti ခီတယောက်ပဲထားတယ်။ဆိုတော့ခန်စစ်က Milot Kakis ညမှာ Andy Robinson ပြန်သုံးတယ်။နောက်မနစ်ကတည်းကချိန်ငိမ်တဲ့ Corner Bradley ကို right back မှာသုံးပြီးတော့ခနာတီနဲ့ Van Dijk ထားပြီးတော့ကိုယ်တော်မမတက်ရှ်ဖီလီဝင်လေကတော့ အလက်စစ်မက်ကလစာကို Graven Bash နဲ့တွဲပြီးတော့ Somosign ကသူပုံမှန်ကစားတဲ့နံပါတ်10ဘူးမှာ Mosales နဲ့ Capu ကိုထားပြီးအထောင်က ATK ကိုထားတယ်။ So Aston Villa အသင်းကတော့အထောင်တိုက်ချင်မှုဖြစ် Oliver King ကို434231ဘောလီသူနောက်မှာ John McKay, Morgan Roger နဲ့ဒါ Evan Gerson တို့ထားတယ်။ဝင်လေကတော့ဒါ Ona Na ကို Camara နဲ့တွဲခဲ့ပြီးတော့မှာ Dinier Torres, Consa နဲ့ Matty Cash, Kodma, Emi Martinez. So အစောပိုင်း minute တွေမှာ ဘယ်လိုပြောမလဲဆိုတော့ Villa ရဲ့ကစားပုံနဲ့ Villa အလုံးလုံးပုံနောက်တစ်ခုက Villa ရဲ့ဒါတိုက်စစ်ပိုင်းကဂိုးရနိုင်မဲ့ threat တွေကတော်တော်လေးချင်းချောက်ခဲ့တယ်။ဒါအဓိကပထမပိုင်းပြီးကနေမှာကိုသမား Martinez ရဲ့အမားဟာဒီပွဲကိုလုံးဝ completely change သွားစေခဲ့တယ်။ဒါ Liverpool ကတော့ပိုကောင်းတဲ့အသင်းပေါ့လေ။ Liverpool ကပိုကောင်းတဲ့အသင်းဖြစ်တဲ့ဒီနေ့ပွဲမှာဆိုရင်ဒါဘယ်လိုပြောမလဲဂူသွင်းခွင့်ကတော့တသိန်းနဲ့သိန်းချမှာအရင်ကြီးမကွာဘူး။ဘာလို့လဲပါဘူးကအခုနောက်တန်းနဲ့ဒါဘယ်လိုပြောမလဲကွင်းလယ်နဲ့ ကစားဖို့ဒီနေ့မစိုးဘူးဗျအထူးဖြင့်အရင်အတွဲဟောင်းတွေကိုသုံးတဲ့အခါမှာတယောက်နဲ့တယောက်ကြားမှာနားလည်မှုရှိတယ်ဒါတယောက်နဲ့တယောက်ကြားမှာဘယ်လိုပြောမလဲဒီယုံကြည်မှုအပြည့်အဝရှိပြီးတော့ပွဲကိုဒါဘယ်လိုပြောမလဲတော်တော်လေးကောင်းမယ်မယ်တိုက်စစ်ရအောင်လို့သူတို့ struggle ဖြစ်နေတော့မယ်နာမိုမက်ဆာလတ်စ်လည်း struggle ဖြစ်တယ်ဂက်ပူရောဟိုဘက်ကဘယ်လိုပြောမလဲဒီအခီတီကတလုံးသွင်းသေးတယ်ဒါပေမဲ့အဲ့ဒီလုံးကဘယ်လိုပြောမလဲဆိုတော့ cloud လူချုံသွားတာပေါ့လေပြီးလိုက်တဲ့ cross ကတော့တော်တော်လေးကောင်းတယ်စပေါ့စလိုက်ပြီးလိုက်တဲ့တင်တယ်ကျွန်တော်တို့ကောင်းတာတော့တော်တော်လေးကောင်းတယ် ်ဝင်လဲတဲ့နောက်တည်းကဒီနေ့တော်တော်လေးညင်တယ်လို့ပြောလို့ရတယ်ဒါလီဗာပူးအတွက်ဒီဘက်နောက်ပိုင်းခုနှစ်ပွဲမှာပထမဆုံးအတိုးအကောင်းဆုံးကွင်လဲတဲ့နောက်တန်းလို့ပြောလို့ရတယ်ဆိုတော့သူတို့ရဲ့အဓိကကစားမဖြစ်တဲ့ Florian Vers ကိုသူပြန်အောက်လိုက်တယ်အောက်လိုက်တဲ့အချိန်မှာအရင်မိနစ်ကတည်ငြိမ်ပြီးသားကစားခွက်ကိုပြန်ပြီးတော့နီးပြပြန်သုံးရတယ်ဒါလည်းလုတ်ကိုလုံးဘာလို့မလုတ်လဲဆိုတော့သူ Florian Vers ကိုထည့်တဲ့အခါနောက် Milo Kakis ကိုသုံးတဲ့အခါမှာ Kakis လည်းဒါအမှန်တိုင်းပြောရင်အဲ့လောက်မကောင်းဘူးဗျာ သူပြီးခဲ့နေပြီးခဲ့နေကဘုံမောင်မှာအရန်ကောင်းပါမယ်အခုလီဗာပူးမှာအန်တီရော်ဘင်ဆင်လောက်ကိုမငြိမ်းတာရော်ဘင်ဆင်ပါရင်ရော်ဘင်ဆင်ကစားတဲ့ကစားပေါက်နဲ့လီဗာပူးရဲ့အပ်ပန်ဒေါင်းတတ်နိုင်တဲ့အခြေအနေနောက်ခေါနာဘရက်လီလည်းဒီတိုင်းဆိုလီဗာပူးကအရင်အတွဲဟောင်းနေဟာသူတို့တို့အလုပ်ဖြစ်တယ်နောက်တန်းနဲ့ကွင်းတွေကတော့တော်တော်လေးအလုပ်ဖြစ်တယ်ဒါပေမဲ့တိုက်စစ်ကအရှိရောက်လို့ရှိရင်ဒါအနေငယ်ရုံးကန်နေရတဲ့အချက်ဖြစ်တယ်အက်ဆွန်ဗီလာအသင်းကဘယ်လိုပြောမလဲဆိုတော့ဒီလက်ရှိမှာ တိုက်စီကဒီအထူးသဖြင့်မောကန်ရောဂျာပေါ့လေသူရဲ့တူးချင်းဆွဲဆွဲတာတွေလှန်ကန်တာတွေတော်တော်လေးကောင်းတယ်ဗျာဗီလာဟာအစောပိုင်း chance မှာဥမာကိုယ်မပုတ်သွားတာတို့တိုင်ထိသွားတာတို့နောက်တကယ်သူတို့ကိုယ်တိုင်လည်းဟို half chance ပိုတဲ့ chance သူတို့ရခဲ့တယ်အစောပိုင်းဒီမှာအဲ့မှာစောစီကိုရမယ်အချက်စီသူတို့ရတယ်သူတို့အတော့မချနိုင်ဘူးဘာလို့သူတို့က going forward လုပ်ရင်ကောင်းတယ်ဗျာအမှ multi cash တစ်လုံးကန်သေးတယ်တောင်းနေတယ်အဲ့တော့ကျွန်တော်ထင်တာ cost ထောင်နေပဲပြောမလား client ကန်နေပဲပြောမလားကိုယ်မထောင်နေမှာตาလေးဖမ်းသွား ဖားနာတော့တော်တော်လေးကောင်းတယ်ဒါပေမဲ့လီဗာပူးအတွက်ဒါကိုးရဖို့ဖြစ်သွားတာကပထမပိုင်းပြီးကန်နေပေါ့လေလာ45မိနစ်အပြည့်မှာပဲနောက်ခံလူဒါဘယ်လိုပြောမလဲဖာထော်ရက်စ်ကိုကုသမာအမီမာတီနက်စ်ပေးတာကလုံးဝကိုအမားပေးသွားတာတာလေး simple pass ကိုသူကစောင်းပြီးပြလိုက်တဲ့အချိန်မှာဟိုကလုံးဝဘောလုံးမရတဲ့အချိန်မှာဆာလက်စ်ကကိုးတယ်တာလေးလှိမ့်သွင်းတာဆိုတော့မိုဆာလက်စ်ရဲ့တကယ့်ကို crucial ကိုပဲဒါကလီဗာပူးတမိုင်းမှာမိုဆာလက်စ်က Premier League မှာ twin goal လို့ပြောမလဲဆိုတော့နှစ်ပရီးမီးယားလီးဂ်အောင်ပြည့်ပြည့်ပြိုင်ပွဲဆုံးမှာတွင်ကူ250တွင်ကူ250ပြည့်သွားတယ်ဆိုတော့ဆာလက်စ်ကဒါလီဗာပူးအသင်းတို့တကယ်ကိုခရူရှဲအရေးပါတဲ့တွင်ကူ250ဒါတွင်နိုင်ခဲ့တယ်ဒါတမိုင်းတစ်လျှောက်မှာဆိုရင်တော့ဒါလီဗာပူးအသင်းမှာဒီလိုမျိုးဖြစ်တာ၃ရောက်ပဲရှိသေးတယ်ဆိုတော့ဒါမိုဆာလက်စ်ကသူ့ကိုသူယုံကြည်မှုပြန်ရတယ်ဒါတွင်ကူပေါင်ပတ်သက်မှုဆိုရင်ပေါ့လေဒီဘယ်လိုပြောမလဲဆာလက်စ်ကအခု ဒါဒီ class single premier league history မှာဆိုရင်286ခုပေါင်ပတ်သက်တယ်188ခု တွင်88ခုဖန်တီးတယ်ဒါတော့ twin goal ပေါင်ပတ်သက်မှုက286ခု twin goal တိတန်းက twin goal 250 salas ပြည်တယ်ဒါက salas ပြည်တကယ်ကိုအရေးပါတဲ့ယုံကြည်မှုမျိုးဘာလို့ဆိုတော့ဒါသူကိုယ်တိုင်လည်း confidence တော်တော်လေးပျောက်နေတဲ့အချိန်မှာအခု liverpool အသင်းအတွက်အခုလောလောဆယ်အနေထားရတော့ mo salas က ပရီးမီးယားလိတမသူတို့ရဲ့ history တမိုင်းမှာ twin go 250ပြိုင်ပွဲဆုံးမှာပြည်တာပေါ့လေသူတို့ရဲ့ gunwin ကစားမ Ewan Rush က346ကို Roger Hank က285ကိုနဲ့ဒါအခုလက်ရှိမှာဒါ Mosales က250ဆိုတော့ဟိုပရီးမီးယားလိမှာဆိုတော့188ကိုတွင်80ကျော်ဖန်တီးထားတဲ့အတွက်ကြောင့်သူက286ကိုပေါင်ပတ်သက်တယ်ဒါပေမဲ့ overall twin go က twin go 250 Salas လည်းဒါတော်တော်လေးလိုတယ်ဆိုတော့ ဘရန်ဖို့ကိုရှုံးတဲ့ပွဲတော့ကသူတကူသွင်းတယ်ဒီနေ့တကူသွင်းတာကိုကြည်ချင်းအပြင်ဘာပဲဖြစ်ဖြစ်မိုဆာလက်စ်ကနည်းနည်းတော့ပြန်ပြီးတော့ယုံကြည်မှုတစ်ခေါက်တော့ပြန်ရပြီအဲ့ဒါဒီသူ international break မတော်ခင်ရဲ့ now africa plan မတော်ခင်ဒါပေမဲ့တိုက်စစ်ကအများကြီးတူတက်ဖို့လူသေးတယ်ဗျဘာလို့ဆိုတော့ going forward သွားတဲ့ခါမှာလေပါမှုတစ်ခုခုလုတ်ပြနိုင်မယ်တိုက်စစ်ကကိုးရနိုင်မယ်ဆိုတဲ့ခံစားမှုမျိုးမရှိဘူးအခု ကိုရဖို့အတွက်အနောက်ကကွင်းလေတို့ခန်းစစ်ကတော်တော်လေးငြိမ့်နေ။အဆွန်ဗီလာပွိုင်းတော့ဘီကိုကြည့်လီဘောဆက်တိုက်နိုင်ထားတယ်မန်စီးတီးကိုနိုင်ထားတယ်ဆိုရင်ခြေစွမ်းရှိပေမဲ့အန်ဖီမှာတော့အရင်ထဲကဘယ်သင်းပဲဖြစ်ဖြစ်အန်ဖီကခတ်တယ်ဗျာ။ဒါလီဘာပူးသူတို့ရဲ့မိုမန်တမ်ကိုပြန်ယူနိုင်တယ်။တကယ်ကိုအရေးပါတဲ့ခရူရှယ်၃မှတ်ကိုရယူခဲ့တဲ့အာနီဆိုအတွက်ဖီအားတွေကြားကနေလီဘောဆက်တိုက်ပရီးမီယာလိအရှုံးကိုအဆုံးသတ်ပြီးတော့သူတို့နိုင်ပွဲပြန်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါဆိုတော့ဒါဒီနေ့ဘွဲမှာနောက်တစ်ခုက Grammar Bash ပါတာလဲပါတယ်ဒုတိယပိုင်းဆက်ဆက်ချင်းသူတွန်းလိုက်တဲ့အလုံးဆိုရင် deflect ဖြစ်သွားတာတော့မှန်တယ်ဒါပေမဲ့ Ryan Grammar Bash ကအရင်တည်းကလည်းလေပေါင်းတို့အားကိုးရတယ်သူကွေးလည်းကလည်းကိုးတက်တက်သွင်းတယ်ကျွန်တော်မှတ်မရ Newcastle နဲ့ပွဲတော့ကလည်း area take ကိုလှန့်ကန်သွားတယ်အဲ့တော့ Newcastle တောက်လျှောက်ဖိနေချိန်မှာ Grammar Bash ရဲ့ကိုးကတကယ်ကိုလေပေါင်းကို relief ဖြစ်တယ်ဆိုတော့ Grammar Bash ကတကယ်ကောင်းတယ်ကစားမပြဆိုတော့အဲ့မှာ Grammar Bash မပါတဲ့ပိုင်းဒီမှာ struggle ဖြစ်ပေမဲ့သူပြန်ပါတော့အခုသူလည်းကိုးရတယ် ဆာလတ်စ်ရဲ့ကူရတယ်လီဗာပူးတိုက်စစ်ကအခုကူပြန်သွင်းတယ်အခုရှာရှာပါပါကလင်းရှိရတာပေါ့လေသူတို့ခက်ကလင်းရှိမရတာကြာပြီဆိုတော့ခနာတင်းနဲ့ဗန်ဒိုက်တို့ကကလင်းရှိပြန်ရပြီးတော့လီဗာပူးကဒါနိုင်ပွဲပြန်ရလို့ဇာတိကအာဆင်နဲ့ခုနှစ်မှတ်အကွာဒါသူတို့တို့အဖိုးတန်သုံးမှတ်ကိုပြန်ယူနိုင်ခဲ့တာပါအားလုံးကျေးဇူးတပါတယ်